ားလုံးမင်္ဂလာပါကျွန်တော်ဒီ topic အကြောင်းဆက်မပြောခင်ပထမအဦးဆုံးပြောချင်တာဒီ topic ကကျွန်တော်တရေတစီဝိညာဉ်တွေတကယ်ရှိမရှိကိုပြောတာလုံးဝမဟုတ်ပါဘူးအဓိကအတရေ6ခံရတဲ့ကိစ္စကို question စိတ်ဖြားတာအဲ့ question စိတ်ဖြားနေပတ်သက်ပြီးတော့၄ဘိုင်း question စိတ်ဖြားလိုက်မယ်သိပ္ပံဒီချက်ဒါမှတစ်ချက်ကကြတော့ဒီအုံနောက် neuroscience ပေါ်မူတည်ပြီးတော့နောက်တစ်ခုကကြတော့ physics ပေါ့နော်ဒီ physics ပေါ်မူတည်ပြီးတော့နောက်တစ်ခုကကြတော့ လူစိတ်နေစိတ်ထားပေါ့ human psychology ပေါ်မူတည်ပြီးတော့နောက်တစ်ခုအခြားတော့အဲ့သုံးခုတော့မဟုတ်ဒါပေမဲ့ other factors တွေစီးပွားရေးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်နောက်မှနိုင်ငံရေးပဲဖြစ်ဖြစ် all right အဲ့တော့ကျွန်တော်တို့ငယ်ငယ်လေးတည်းအမြဲတမ်းတချို့စင်ကိုယ်တိုင်တွေ့ဘူး ကြုံဘူးမယ်ဒီတရေ6ခန်းရတဲ့ဖြစ်စဉ်ဒါမှမဟုတ်လို့ရှိရင်သူများတွေပြောတာဖြစ်ဖြစ်သူများတွေဆိုတာကိုယုံကြည်ရတဲ့သူတောင် event ပါရင်ပါမယ်နော်အဲ့ဒါအခုကျွန်တော်စပြီးတော့ခွဲစမ်းစိတ်ဖြာမှာ neuroscience နဲ့ပတ်သက်ပြီးတော့ပေါ် base လောက်ပြီးတော့အဲ့တော့တချို့ကဘာပြောလဲဆိုတော့ဟာပဲသူစီတချို့ဆိုရင်ဝင်ဘူးခံရတယ်ပေါ့အခုအရင်နာမည်ကြီးနေတဲ့တရေကြီးလည်းရှိတာဟုတ်ဒီ exorcism လို့ exorcist တို့ process လောက်တာပေါ့ဒီလူတယောက်တည်းကို demands ဒီတရားတစီဝင်သွားတယ်ဝင်သွားတဲ့အချိန်အဲ့အဲ့လိုကားရရိုက်ထားတာအများကြီးပဲလေနာမည်ကြီးကားရအဲ့တော့သူတို့ကဘာကိုပြောလဲဆိုတော့သူတို့ဆိုတဲ့အတိတ်ပဲအဲ့ဒီဒီ demands တွေကိုတရားတစီကိုလေးလာနေရသူတွေအဲ့ဒါလည်းတကယ်ရှိရအောင်နော်လေးလာတဲ့ဘာသာရက်တွေကိုတကယ်ရှိရအောင် Vatican မှာလည်းရှိဒါပါအဲ့ဆိုလို့ရှိရင်သူတို့ကဘာပြောလဲဆိုတော့တချို့လူတွေကတဲ့ တချို့အချိန်တွေမှာသူတို့လုံးဝမပြောနိုင်တဲ့သူတို့လုံးဝပုံမှန်မပြောတဲ့ဘာသာစကားတွေကိုပြောနေရတဲ့အဲ့အချိန်မှာသူတို့ပုံမှန် behavior မဟုတ်တဲ့အချိန်မှာအဲ့ဒါဆိုတာတရားဝင်ပူရလို့ဆိုလိုတာ it means သားပါတော့လူတစ်ယောက်က polish လို့မတက်ဘူး polish လို့မတက်တဲ့အချိန်မှာမတက်ပင်မဲ့အဲ့တရားဝင်ပူခံရတဲ့အချိန်မှာ polish လို့လေးပြောတယ်ဒါဆိုရင်ဒါဒီ polish ဖွင့်နေရမျိုးဝင်ပူတာလားအဲ့သူတို့အဲ့လိုပြောရတာ ဒါပေမဲ့ဒီ psychiatrist တိပ္ပံပညာရှင်တိပ္ပံပညာဘက်က neuroscience ဘက်ကပြောတာခေါ်ရှိမနာပေါ့ဘလို့ပြန်လဲခြေပါမလဲပေါ့အဲ့တော့ neuroscience ဘက်ကကြာဘာလို့ပြောလဲဆိုတော့အဲ့ဒါကို xenoglossy လို့ခေါ်တယ် xenoglossy ဆိုရတဲ့ပေါ့ကျွန်တော်တို့ရဲ့အုံနောက်ကထားပါတော့ example အနေနဲ့ပြောရရင်ကျွန်တော်တို့အုံနောက်ကတချို့အချက်အလက်တွေကိုမသိဘဲနဲ့ store လုပ်ထားတာရှိတယ်။ example အနေနဲ့ပြောရရင်လူတစ်ယောက်ကသူကလေးဘဝတုန်းက ခုနကိစ္စပဲထားပါတော့သူအခုအဲ့လူอ่ะမြန်မာနိုင်ငံမှာနေရပဲထားပါတော့မြန်မာနိုင်ငံမှာနေပြီမဲ့သူငငယ်လေးတုန်းကပိုလန်မှာမွေးခဲ့ဘူးတယ်ပိုလန်မှာခဏနေခဲ့ဘူးတယ်ကြီးပင်းခဲ့ဘူးတယ်ခဏလေးပဲဒါပေမဲ့သူအဲ့ Polish language ကိုလုံးဝမသိတော့ဘူးပြောလည်းမပြောဘူးဆိုပင်မဲ့အဲ့တချို့ Polish language ရဲ့ phrases တွေ words တွေအတူကောင်းထဲမှာ store လုပ်ထားတာရှိတယ်အဲ့ဒီအချိန်မှာသူက stress အများများနေတဲ့အချိန်ပဲဖြစ်ဖြစ်အဲ့လိုအချိန်တစ်ခုမှာပေါ့ ပြန်ပြီးရောအဲ့ဒါလေးပါဇက်ကနေပြီးရောထွက်လာတာအဲ့ဒါကိုကျွန်တော်တို့ကသူတို့က xenoglossy လို့ခေါ်တယ်နော် forgotten childhood language တွေပြန်ပေါ်လာတဲ့အချိန်ပေါ့နော်နောက်တစ်ခုကကြတော့ဥပမာထားပါတော့ကျွန်တော်တို့ခရီးသွားတယ်ခရီးသွားတယ်မော်ရိုကိုသွားတယ်ပဲထားပါတော့မော်ရိုကိုသွားတယ်ဆိုရင်ကျွန်တော်တို့မော်ရိုကိုစားလဲမတင်သွားဘူးပဲထားပါတော့နော်ဟိုရောက်ရင်လည်းမပြောနိုင်ဘူးဆိုပေမဲ့ကျွန်တော်တို့ဒီ မော်ရိုကိုသွားတဲ့အချိန်မှာအဲ့ပတ်ဝန်းကျင်ထဲမှာနေမှာပဲလေအဲ့အချိန်မှာဒီမော်ရိုကန်လေအဲ့လိုမျိုးတွေပြောတဲ့စကားတွေကနောက်ခံ environment မှာအများအားရှိနေတယ်ဒါမှမဟုတ်ကျွန်တော်တို့ maybe အဲ့လိုစားတော့ဆိုင်ထဲမှာမင်္ဂလာပါလို့ပါလို့တော့တင်တင်ခဲ့မှာပေါ့အဲ့ဟာဒီကအဲ့ free safety ကတချို့ words တွေကကျွန်တော်တို့ဥနာထမှာ store လုပ်ထားတယ်ကျွန်တော်တို့ကဒါအတင်းအဲ့ထဲမှာမတင်ယူလိုက်ရင်တောင်းမှအဲ့ဒါကိုပြန်ပြီး တော့အဲ့လို condition မှာပြောတာအဲ့ဒါကိုကြာတော့ကျွန်တော်တို့ crypto crypto nesia လို့ခေါ်တယ်ဒါကတော့ sky trust တွေအပြောင်းရှင်းတာအဲ့တော့သူတို့ပြောသလိုဒီဘယ်လိုခေါ်မလဲအဲ့ဒီ demons တွေဝင်ဘူးတယ်မကောင်းဆိုးဝါးတွေဝင်ဘူးလို့အဲ့ဒီမကောင်းဆိုးဝါးရဲ့ soul တွေကနေဝိညာဉ်တွေကနေပြီးတော့ language border ဆိုတော့ဒီဘက်ကအသက်ပန်နေကြအပြောင်းပြီးကောင်းကောင်းခြေပြန်နိုင်တယ်အဲ့ဒါတစ်ချက်နောက်တစ်ချက်ကကြတော့တော်တော်များများ ဖြစ်လေရှိရအဲကျွန်တော်ကိုယ်တိုင်လည်းဖြစ်ဘူးလေနော်အဲနောက်မှပြောတာပေါ့ကျွန်တော်ဖြစ်လေရှိရလူတွေပြောလေရှိရတော့ဘလူးစီခံရဲဆိုတာမျိုးလေအိတ်နေတဲ့အချိန်မှာအိတ်နေတဲ့အချိန်မှာလူတယောက်ကလူတယောက်ကမဟုတ်အရေးမဲကြီးလိုပုံစံမျိုးပုံဝါဝါ image တစ်ခုကကိုယ်ဖိထားတယ်ကိုယ်ကလုံးဝလှုပ်လို့မရအောင်ဗဇက်ကလည်းကဲဝါကဲဝါလည်းပြောလို့မရအောင်အဲ့လိုအဲ့ဒါကိုကျွန်တော်တို့မြန်မာလိုတော့ဘလူးစီရယ်လို့ပြောတာနဲ့တူတယ်ဟုတ်တယ်နော်အဲ့ဒါက the neuroscience မှာဆိုရင်တော့ sleep paralysis ကျွန်တော်ထင်တာလူတော်များများလဲကြားဘူးလေ sleep paralysis ပုံမှန်ဆိုရင်ပုံမှန်ပြောရအောင်နော် normal physiology မှာဆိုရင်ကျွန်တော်တို့က REM sleep ရှိရဲ့အဲဒါ tower ဒါ sleep cycle ကိုပြောရအောင်မဟုတ် REM sleep ဆိုတာရှိရဲ့ REM sleep ဆိုတာ REM rapid eye movement state ပေါ့အဲ့ဒီအချိန်မှာ oh no activity ကရှိရဲ့နော် dream တွေလည်းရှိနိုင်တယ် ိုင်းအချိန်မှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်က muscles tone တွေအားတွေကိုရှော့ချထားလိုက်တယ်တုံးတွေကိုရှော့ချထားတယ်လှုပ်လို့မရအောင်ဘာလို့ဆိုအိမ်မက်ထဲမှာအုံနောက်က activity ရှိနေအိမ်မက်မနေနိုင်နဲ့အဲ့ထဲရဟာရဲ့အတိုင်းလိုက်လှုပ်မှာဆိုလို့အပြင်မှာတုံးတွေဒါအင်အားတွေဒါရှိနေလို့ရှင် muscles ကြွက်သားတွေอ่ะအဲ့ normal ဒါပေမဲ့အဲ sleep paralysis ဆိုတာဒါဘယ်လိုဖြစ်တာလဲဆိုတော့များသောအားဖြင့်ပြောရအောင်များသောအားဖြင့်ကျွန်တော်တို့နိုးကန်နေတဲ့အချိန်ဥပမာမနေ့ခုနှစ်နာရီနိုးလေးရှိရတူဆိုရင်အဲခုနှစ်နာရီထိုးကန်နေတဲ့အချိန်လေးအဲအချိန်လေးမှာဘာဖြစ်သွားရလဲဆိုတော့ abnormal ပုံမှန်မဟုတ်ဘဲနဲ့ဘယ်လိုဖြစ်သွားရလဲဆိုတော့အဲ run sleep နားလေးမှာအဲအချိန်မှာတော့နိုးကန်နေတဲ့အချိန်လေးမှာအဲလုံမျိုး fully လည်းမနိုးသေးဘူးအလုံးကလည်း နိုးလာတာမဟုတ်သေးဘူးဒါပေမဲ့တဝက်တစ်ပြက်နိုးလာတဲ့အချိန်နော်အဲ့တော့ဘယ်လိုဖြစ်နေလဲဆိုတော့အဲ့လူကတကယ်စင်ဝုန်းဆိုပုံမှန်ဖီဇီယိုလော်ဂျီမှာနိုးလာပြီဆိုရင်အဲ့ run sleep ပြတ်သွားမယ်လူရဲ့ muscle ကတုံးပြန်ရှိလာမယ်လှုပ်လို့ရပါမယ် fully awake ဖြစ်သွားမယ် is normal ဒါပေမဲ့အဲ့ sleep paralysis ရတဲ့သူတွေမှာကျတော့အဲ့နိုးကန်ဒီနိုးလာကန်ဒီအချိန်မှာအထိသူ့ရဲ့ထုံးနေရခုန run sleep ထဲမှာရှိနေသလိုပဲ အီထိုးနီးရရနေရလှုပ်လို့မရဘူးဖြစ်နေရဒါပေမဲ့အဲ့ဒီအချိန်မှာလဲ brain activity ရအိမ်မက်လို့လိုမျိုးဖြစ်နေသေးရအဲ့တော့ကျွန်တော်တို့ကဘယ်လိုဖြစ်လဲဆိုတော့ခုနကတော့ all လို့လဲမရ all ရဆိုတာလဲ muscle နဲ့ all ရတာလေဟုတ်တယ်မလားလှုပ်လို့လည်းမရအဲ့လိုမျိုးကြီးဖြစ်တာအဲ့တော့ခဏလူတော်များများအဲ့ဒါတော့တော်တော်များများသိရနော်အဲ့တော့ကျွန်တော်ဘယ်အချိန်မှာအဲ့ဒါကြုံဘူးလဲဆိုတော့ဟောက်စာကျင်စင်းတဲ့အချိန်စေုံမှာ ဟောက်ဆာဂျင်ဆင်းတဲ့အချိန်မှာဟာတို့ငါဒီအခန်းမှာဗောနော်ဒီအခန်းဆိုတာအဲဟောက်ဆာဂျင်တောက်ဆရာဝန်အဲလုံးတဲ့ဆရာဝန်တော့ဟာလုံးတဲ့ဆရာဝန်လေအနားယူရဲ့အိတ်တဲ့အခန်းအဲ့မှာကျွန်တော်အဲ့လိုဖြတ်တာအဲ့နိုးလာကန်ဒီအချိန်မှာဖြတ်တာအပြင်တခြားတန်ငယ်ချင်းတွေမေးကြည့်ရောလေသူတို့လည်းတော်တော်များများဖြစ်ပူတယ်အဲ့အခန်းမှာပဲဟာအဲ့တော့ဗာလဲဗောနော်အဲ့အခန်းကဒါမဲ့ပြန်စဉ်းစားကြည့်ကြည့်အဲ့ဒီလိုမျိုး sleep paralysis ဖြစ်တယ်ဆိုတာလေဘယ်လိုလူတွေမှာဖြစ်တာလဲဆိုတော့ sleep deprivation အရေးပြက်တဲ့လူတွေမှာအဲ့လိုမျိုးဖြစ်တာအဲ့တော့ဟောက်စာကျင်အခမ်းမှာလူတော်တော်များဖြစ်တယ်ဆိုတာဘာမှမဆန်းဘူးဟောက်စာကျင်နိုင်ဂျူတီစင်းတော့လို့ဖြစ်တယ်ဘယ်သူမှမအေးရအောင်ကောင်းကောင်း all right နော်အဲ့ဒါတခုပေါ့နောက်တစ်ခုကကြတော့နောက်တစ်ခုမသွားခင်ကျွန်တော်ဒီအုံနောက်အကြောင်း brain jar နဲ့လည်းပြောကြည့်အောင်နောက်တစ်ခုအာယုံနေပေါ့အနှံ့အာယုံအမြင်အာယုံအထီးတွေအာယုံ ဓိကပေါ့နော်အနှံ့အယုံအမြန်အယုံအထိတွေ့ရရောအဲ့ဒီဟာတွေကိုကျွန်တော်တို့ brain ကနေပြီးတော့ပုံဖော်ပေးရအဲ့မဲ့သူ့စီမှာ input လို့ရတယ်ပုံဖော်ဖို့ဆိုလို့ရှိရင်မျက်လုံးထဲကိုအဲ့ဒီဘေးကအလင်းတွေဝင်လာလို့လေဝင်လာပြီးတော့ retina ကိုရောက်တယ်ပြီးရင် brain ကိုသွားတယ်โอเคနော်အနှံ့ဆိုလဲလို့ပေါ့နှာခေါင်းထဲဝင်သွားတယ်အဲ့လိုမျိုးပေါ့အကြားဆိုလဲဒီထဲကနေဝင်သွားတယ်ပြီးရင်အကြားအာယုံနဲ့သက်ဆိုင်တဲ့အုံနောက် ပိုင်းဆိုင်ရာကိုတော့ temporary လို့ဆိုလဲ temporary လို့ပြောထားပါတော့အဲ့တော့ brain ကဘာထူဆန်းလဲဆိုတော့ကျွန်တော်အခုမြင်နေရတဲ့အရာဝတ္ထုတွေရှိရယ်နော်ဖုန်းဆိုလဲဖုန်းပေါ့အဲ့ဒီအရာဝတ္ထုတွေကကျွန်တော်မြင်ရတဲ့ brain ကပုံဖော်ထားတဲ့အတိုင်းကွက်တီဟုတ်ချင်ပါလဲဟုတ်မလားဒါပေမဲ့တော်တော်များများကတော့ mostly တော့ accurate တော့ဖြစ်တာအဲ့မဲ့ပြဿနာဘာဖြစ်လဲဆိုတော့ဒီအလင်းနေအလင်း ိတ်မကောင်းတဲ့နေရာမျိုးအလင်းသိမ့်မကောင်းတဲ့နေရာဆိုရင် brain ကထားပါတော့အသေးချာမမြင်ရဘူးပေါ့ဘာလို့လဲဆိုတော့ input ကနေရနေရအောင်အလင်းကနေပြီးတော့မျက်လုံးထဲဝင်မယ်အဲ့မျက်လုံးထဲကနေမှတစ်စင်းအုံနောက်ထဲဝင်မယ်အဲ့တော့အဲ့အလင်းက input လေအဲ့တော့အလင်းနဲ့အားနဲ့နေနေမှာ input နေတယ်အဲ့တော့ brain ကဘယ်လိုပုံဖော်မလဲ input နေနေရအောင်အဲ့ဒါဆို brain ကဘယ်လိုပုံဖော်လဲဆိုတော့သူရတဲ့ information input ကိုနည်းနည်းပပရှူပြီးကြံတဲ့ဟာကိုသူကသူ feel လုပ်လိုက်တာသူကသူသူထင်တာကိုပုံဖော်လိုက်တာအဲ့တော့သူထင်တာကိုပုံဖော်လိုက်တဲ့အချိန်မှာကြိုက်တဲ့ပုံတွေဖြစ်လာနိုင်တယ်အဲ့တော့များသောအားဖြင့်အကြောင်းတရားချောက်ခံရရဆိုလို့ရှိရင်ကျွန်တော်တို့ပင်လယ်ကမ်းခြေသွားရတယ်ပင်လယ်ကမ်းခြေမှာလင်းတဲ့အင်းနေရာပဲတကယ်ချင်းနေနေအဲ့ဒီအချိန်မှာတရားချောက်ခံရမျိုးရှိတာ အရန်ရှာမှာလို့ကျွန်တော်တို့ထင်တယ်။ဒါအများဆုံးအဖြစ်အလင်းအမကောင်းနဲ့မှောင်တဲ့အချိန်လို့ဟာမျိုး။အဲ့ဒီအချိန်မှာကျွန်တော်တို့က brain ရဲ့ input ကကောင်းကောင်းမရတော့ brain ကသူ့ပုံဖော်ခြင်းတလို့ဖော်လိုက်တာ။နော်။အဲ့လိုမျိုးဖြစ်သွားတာ။အဲ့တော့ဟုတ်ပြီ။ပုံဖော်တာတော့ဟုတ်ပါပြီ။နော်။အဲ့ဆိုရင်ငါတို့မျက်လုံးကဒီမြင်ရတဲ့ဟာကိုမယုံဘူးပေါ့။ နောက်တစ်ခုကကြာတချို့ကဘာပြောဆိုတော့အတွေ့အထိဒီသေးရည်နေကိုလက်ကိုဆွဲလိုက်တာမျိုးအဲ့ဒါကြီးကခံစားရတာဆိုပြီးပြောတယ်ဟမ်ကဲအဲ့ဒါကြာဘယ်လိုလုပ်မလဲပေါ့အဲ့ဒီဟာကကြာတော့ဒီ neuroscientist တွေ neurologist တွေ evolution နဲ့ဆိုတော့ကျွန်တော်တို့ဒီအုံနောက်မှာအုံနောက်ကတော့မှန်တယ်ပြောရင် science ကိုလည်းကကျွန်တော်အမှန်တမ်းဝင်ခံရမယ်ဆိုရင်အရာအလုံးမသိသေးဘူးသိရမှာနည်းနည်းလေးပဲသိသေးရအောင်အုံနောက်ခန္ဓာကိုယ်ရဲ့မှာတစ်ခုလုံးမှာရှိရတယ်အုံနောက်ကအဆိုးဆုံးအုံနောက်ကိုကျွန်တော်သိရတာအရင်နေသေးရ anyway ဒီထားပါတော့အုံနောက်မှာကျွန်တော်တို့အစိတ်ပိုင်းတွေအများကြီးရှိတယ်အဲ့ထဲမှာမှာတချို့အစိတ်ပိုင်းကခံစားမှုအတွက် sensory အတွက်ပေါ့ sensory ဆိုအကုန်ပါတယ်ဒီအပူအေးဒီလိုကိုင်နာမျိုးတွေအဲ့တော့ကျွန်တော်တို့ကတစ်ခါတလေမှာ များတစ်ခါတလေမှ seizure အတက်ယောဂလေတတိကေဆိုတတ်တဲ့ယောဂတချို့အတက်ယောဂတွေကကြတော့အဲ့လိုမျိုးကေကေကေဆိုတော့ muscle contraction အဲ့လိုတုံနေရမျိုးမဟုတ်ဘူးလူကြီးလိုက်ဘာမှမသိတာသူ့သူတက်နေမှတော့မသိတာအောင်နော်အဲ့လိုမျိုး seizure အဲ့လိုတိုက်မျိုးတွေလည်းရှိတယ်အထူးသဖြင့်ကျွန်တော်ခန္ဓာကိုယ်မှာအဲ sorry ခန္ဓာကိုယ်မှာမဟုတ်ဒီခေါင်းမှာ brain မှာရှိရယ် temporal lobe to parietal lobe တို့ဆိုတာရှိရယ် ဒါဆိုရင်ဒီနားမှာချိုးဆောင်လို့ခေါ်တယ်အဲ့မှာဆိုရင်ဒါ brighter လို့ဒီနည်းနည်းလေးအောက်ရောက်တာဆိုရင် temporary လို့အဲ့နေရာတွေမှာဖြစ်တဲ့ seizure တွေဆိုရှင်အဲ့နေရာတွေကခံစားမှု sensory ကိုလောက်တဲ့နေရာတွေ sensory ကိုလက်ခံတဲ့နေရာတွေအဲ့တော့အဲ့နေရာတွေမှာဆိုရင်အဲ့နေရာတွေမှာ seizure ဖြစ်တဲ့ brain activity ရေ abnormal ဖြစ်တယ်တက်တယ်အဲ့နေရာတွေမှာဖြစ်တဲ့ဆိုရင်ကျွန်တော်တို့ကအဲ့လိုအထီအတွေ့တွေပါပါလာတယ် ်ခံစားမှုတွေပါတကယ်တရားရောက်ကလာဆွဲလိုက်တဲ့အတိုင်းကိုခံစားရတာ okay နော်အဲ့ဒါက even seizure ဒီအတက်ယောဂမှာလည်းမဟုတ် migraine မှာတော့ဖြစ်နိုင်တယ် migraine ဆိုဘယ်လောက် common ဖြစ်လဲစဉ်းစားကြည့်နော် migraine type တွေအမျိုးမျိုးတော့ရှိရပါဘော့ migraine တစ်မျိုးမှာ အထူးသဖြင့်ဖြစ်တယ် migraine with aura stray ဟာမျိုးမှာအဲ့တော့ဒီအထီးတွေ tactile hallucination လို့ခေါ်တာပါတော့အဲ့လိုအထီးတွေမရှိရတွေကိုမြင်ရတာမျိုးနော် visual hallucination အဲ့လိုမျိုးတွေဖြစ်တယ်နော်နော်ဒီစေးသုံးတဲ့လူတွေဆိုတော့ပြောမလင်းနဲ့တော့နော်ဒါသူတို့ကမရှိရကြားရတာတော့မြင်ရတာတော့စေးသုံးတဲ့သူတွေဘာမှဖြစ်တယ်ဆိုတာဒါလူတိုင်းသိရဒါတော့တို့တို့တို့ရှင်းနေကြတာအကြောင်းတော့မရှိဘူးနော်နောက်တစ်ခါကျအနှံ့အနှံ့လည်းအဲ့လိုပဲခုနအနှံ့နဲ့ဆိုင်တဲ့အုံနောက်မှာ seizure activity ရှိသွားပြီဆိုရင်အဲ့အနှံ့နေရတာဟာဒါဆိုရင် ဘာလို့မှာဒီအနှံ့နေရလဲပေါ့နော်ဥပမာ example ဥပမာတစ်ခုနေနဲ့ပြောရလို့ရှင်ကိုယ့်ရဲ့မိသားစုဝင်မထားပါတော့ဒါမှမဟုတ်ဆွေမျိုးဒါမှမဟုတ်ရှင်အရင်ရင်းနေတဲ့တငယ်ချင်းတယောက်ကဆုံးသွားတယ်။ तू မဆုံးခင်မှာယောဂါတစ်ခုနဲ့ဆုံးတယ်။အဲယောဂါအနှံ့တစ်မျိုးထွက်စေရပဲထားပါတော့နော်။အဲဒါဆိုလို့ရှင်အဲ့အနှံ့ကြီးရလိုက်တယ်။ဟာဒါ तू ဝိညာဉ်များကိုစီလာလားမဟုတ်ဘူး။အဲဒါခုနကပြောတယ်ဒီအဲ့အနှံ့ကို တာဝန်ယူရဲ activity လုပ်တဲ့ brain part ကနေပြီးတော့ maybe seizure ရတာဖြစ်နိုင်တယ် maybe migraine အနေနဲ့ဖြစ်နိုင်တယ်အဲ့လိုမျိုးနော်အဲ့တော့ဒီအားရုပ်ချိလိုက်လို့ရှိရင်တော့အကြံပေးချင်တာဘာဖြစ်လို့ဒီ topic ကိုပြောလဲဆိုတော့အဲ့ဟာဒီဖြစ်လို့ရှိရင်အော်တရေ6ခံရတာပဲ okay ဒါတိတ်မထူးဆန်းတော့မဟုတ်ထူးဆန်းတဲ့ insights ဖြစ်တယ်ဗောနော် insights ဖြစ်တယ်အဲ့လိုစဉ်းစားမပြီးွားဘူး အဲ့ဒီခုနလိုပြောရဲဒီအတက်ယောဂါတို့မိုင်ဂရိန်းတို့ခုနအဲ့ဒီဟာမျိုးတွေကိုကျွန်တော်တို့လွတ်သွားမှာဆိုတော့အဲ့ကြောင့်လို့ကျွန်တော်အဓိကဒီ topic ကိုပြောတာနော်နောက်တစ်ခုကကြာတော့ neuroscience ကိုပြီးသွားပြီ physics ပေါ်မူတည်ပြီးသွားကြည့်အောင်ဒါမှကျွန်တော်ဆရာမယ်ဆိုတော့ဒီ physics ပေါ်မူတည်ပြီးသွားတာတော့လုံးဝ briefly အတူလေးပဲသွားမယ်ကျွန်တော် physics ဆက်မအောင်နော်အဲ့တော့ဒီ ဟိုအရေပေါ့ ghost hunt လုပ်တဲ့လူတွေရှိရဲ့အော်ဆူလိုက်ရှိရဲ့အဲ့တော့ ghost hunt လုပ်တဲ့သူတွေဆိုတဲ့ဘောကတရေရှိရနေရနာမည်ကြီးပြီဆိုရင်အဲ့လူတွေသွားတာအဲ့လူတွေသွားရင်သူတို့စီမှာ devices တွေဖြစ်စည်းကိရိယာတွေပါတယ်အဲ့ကိရိယာတွေ ਨੇ တရေ activity ghost activity တကယ်ရှိမရှိကိုလိုက်ရှာတာ ghost hunt အဲ့အရာဒီ TV series တွေလည်းရှိရဲ့နာမည်ကြီးเนาะနာမည်ကြီး TV series တွေရှိရဲ့ပြီးတော့အဲ့ဒါလုပ်ငန်းအောင်ရှိရဲ့ လုပ်ငန်းဆိုတာကသူက go send လုပ်ပါတယ်ဆိုပြီးတော့လိုက်ဖမ်းပေးတယ်ပေါ့တဲရဲယူလိုက်ဖမ်းပေးလိုက်ရှာပေးတယ်ပတ်စံယူတယ်โอเคเนาะအဲ့တော့သူတို့သုံးတဲ့ devices တွေကအများဆုံးသုံးတာအဲ့ go send ဓမ္မကြီးအများဆုံးသုံးတာ ENF meter electromagnetic field meter ပေါ့အဲ့လိုရှိရအရင်အဆင့်မြင့်သွားတဲ့လူတွေ advanced devices တွေအကြောင်း thermal imaging camera အဲ့ကင်မရာကအပူချိန် ပေါ်မူတည်ပြီးတော့ဖန်နိုင်တယ် image တွေကိုနော်ပြီးလို့ရှိရင်ဒီ Kestrel weather meter မျိုးတွေရှိတယ်ပြီးလို့ရှိရင် connect sls camera ဆိုတာလုံးဝမျက်လုံးနဲ့မမြင်ရအောင်အရင်မှောင်နေရတဲ့နေရာမျိုးမှာသူရိုက်နိုင်တယ် image တွေကိုပြီးလို့ရှိရင်เนาะပြီးလို့ရှိရင် air ion counter ဆိုတာဒီကျွန်တော်တို့ဒီ atmosphere ထဲမှာရှိနေတဲ့ ion ဆိုတာသဘောပေါက်လားမသိဘူး ion ဆိုတာ ကျွန်တော်ပုံမှန်ဆိုလို့ရှိရင် sodium ဆို Na ဒါပေမဲ့ sodium Na+ plus ဖြစ်သွားတယ် electron တစ်လုံးသူများကိုပေးလိုက်ရင် ion ဖြစ်သွားတယ် plus ဖြစ်သွားလို့အဲ့လို ion တွေဟို detect လုပ်တယ်စံမျိုးတွေ laser grid system ရတာလူတိုင်းသိအဒီ laser တန်းတွေပြစ်ထားလိုက်တာ laser တန်းတွေပြစ်ထားလိုက်လို့ရှိရင်မျက်လုံးနဲ့မမြင်ရတဲ့ဟာတွေက laser တန်းကို သွားထိလို့ရှိရင်မျက်လုံးနဲ့မြင်ရတယ် laser တန်း disturb ဖြစ်သွားတာပေါ့နော်ဒါပေမဲ့ အဲ့ဒါတွေသုံးပြီးတော့သူတို့ကတရေရှာတယ်ဆိုပြီးတော့ပြောတာဥမာအခန်းတစ်ခန်းထဲကိုဝင်လိုက်တယ်အဲ့ဒီအချိန်မှာဒီ electric electromagnetic fee wave တွေဖမ်းလိုက်နိုင် order တရေပဲအမှန်တော့စဉ်းစားကြည့် it doesn't mean anything သိပ္ပံပညာရှင်တွေ physicist တွေကဘာပြောလဲဆိုတော့မင်းတို့အဲ့ဒီဆက်ပစ္စည်းကြီးကမ္ဘာအကောင်းဆုံးဆက်ပစ္စည်းကြီးပဲသုံးနေသုံးနေအဲ့ဆက်ပစ္စည်းကအရေးကြီးရယ်ဆိုမှအရေးကြီးဆုံးက interpretation အဆက်ပြည့်စီကနေဖမ်းလိုက်တဲ့မိလိုက်တဲ့အရာပေါ်ကိုပြန်ပြီးတော့ခွဲချမ်းလေ့လာတဲ့အုံနောက်ကပဲအရေးကြီးရယ်။ဥပမာအဲ့ဒီအခန်းထဲကိုဝင်သွားလိုက်တယ်။အဲ့ဒီအခန်းထဲမှာ electromagnetic wave ကရှိနေနိုင်တာပဲ။အဲ့ဒီရှိနေနိုင်တာကဘယ်ကထွက်လာလဲ။ဘယ်လို electromagnetic wave မျိုးလဲ။ဘာကြောင့်အဲ့နေရာမှာရှိနေရလဲဆိုတာကျွန်တော်သိပ္ပံပညာရှင်အစိတ်ကြီးတွေကဘေးပတ်ဝန်းကျင်ကိုလိုက်ကြည့်အဲ့လိုမျိုးသူတို့ interpret လုပ်နိုင်တယ်လေပုံဖော်နိုင်တယ်။ဒါပေမဲ့ဒီ constant တမားရအဲ့လိုမှမဟုတ်တာ။ ဟာဒါရှိရဲဒါတကယ်ပဲပြီးပြီအဲ့ဒါဆိုရင်တို့တို့ဒါကိုဖမ်းလိုက်တယ်ပတ်စံပေးငါတို့ဖမ်းပြီးပြီဒါမှမဟုတ်ဗီဒီယိုရိုက်မယ် TV CV ဆိုင်မယ်ပတ်စံရိုက် It's a very big business ပြီးရင် D company ကြီးခုနကကျွန်တော်ယူလိုက်တယ်စက်ပစ္စည်းကြီးထုတ်တဲ့ company ကြီးအဲ့ကပတ်စံရိုက်တယ် Okay နော်နောက်တစ်ခဲတကယ်သိပ္ပံပညာရှင် physicist အစ်စ်ကြီးတကယ်တော်တဲ့လူကြီးရာ လုံးဝတက်တည်ပြနေတာ quality မရှိသေးဘူးဆိုရင်သူတို့ပြောတယ်ဒီ ghost activity ကိုနော် ghost မရှိဘူးလို့ကျွန်တော်ပြောတာလုံးဝမဟုတ်ဘူးတရား၆ခံရတဲ့ဟာကိုပြောတာနော်နောက်တစ်ခုကကျတော့ psychology ပုံမူတည် human ဒီဟိုပါပေါ့နော်စိတ်ပိုင်းဆိုင်ရာပုံမူတည်ခဏကြည့်ရအောင်ကျွန်တော်တို့ကဘယ်ကစတယ်ဆိုတော့ war war စတာအဲ့ဒါ war war ဖြစ်လဲဖြစ်ကောအနောက်နိုင်ငံအနေနဲ့ပြောတာနော်မှတ်တမ်းတွေအနေနဲ့သူတို့လူတွေအများကြီးတရက်အတွင်းမှာတည်ကုန်တယ် တရားထွက်မှလူတွေအများကြီးသိကုန်တယ် it means သူက prepare မလုပ်ထားအောင်ဥပမာကျွန်တော်တို့လူတစ်ယောက်ကဒီနာတာရှေယောဂံနဲ့သိမယ်ဆိုရင်သူ family ကအော်ဒီလူတော့သိတော့မှာပဲဆိုတာ၅လလောက်ကြုံသိရင်ဘာကြီးလောက်ထားမလဲသိလန်းစာရေးထားမယ်အမွေကိစ္စတွေလောက်ထားမယ်ဒါမှမဟုတ်သူ့ကိုအရင်တော့အမြင်ကန့်နေရယ်သူနဲ့ကိုယ်နဲ့ပြဿနာတစ်ခုရှိရယ်ဆိုရင်အဲ့ဒါကို closure လောက်လိုက်တဲ့ဆိုတဲ့ပေါ့အာ အဲ့ဟာမိလိုက်တော့မင်းနဲ့ငါအေးဆေးပဲ forgive လုပ်လိုက်တယ်ခွင့်လွှတ်လိုက်တယ်တရားနဲ့တရားပြန်နေပြေလည်မှုရရှိတယ်ဒါမှမဟုတ်သူ့ချစ်ပါတယ်လို့ပြောလိုက်တယ်အဲ့လိုမျိုးပေါ့နော်ခုနဒုတိယကဘာစစ်ပထမကဘာစစ်အဲ့လိုကဘာစစ်တွေမှာကြောင်းဘုံကလည်းတည်သွားတာ suddenly အဲ့တော့ဘာမှ prepare မလုပ်အောင်အဲ့လိုလူတွေကလည်းအများကြီးအဲ့မှာဘာဖြစ်လဲဆိုတော့လူတွေကမခံနိုင်ဘူးမခံနိုင်တာတချို့ကကြတော့ထားပါတော့တရားနဲ့တရားအယမ်းချစ်တယ်ဆိုပေမဲ့ယမ်းဖြစ်တယ် ရန်အကြီးကြီးဖြစ်ပြီးတော့တောင်တောင်မကောင်းတာတွေကြီးပဲလှိမ့်ပိန်ပြောလိုက်တယ်။နောက်10မိနစ်တောင်နေသေးပါတော့။ဟာအဲ့တော့ကြံခဲ့တဲ့လူကဟာငါ तू မသေးခင်မှာသူ့ကိုချစ်တယ်တော့မပြောလိုက်အောင်သူ့မကောင်းတာတွေကြီးပဲဖိပြောလိုက်ရတယ်။အဲ့တန်ကိုမခံနိုင်ဘူး။မခံနိုင်တော့ဘာလုပ်လဲဆိုတော့အဲ့ဒီ spirit တွေဝိညာဉ်တွေ ਨੇ ဆက်သွယ်နိုင်တဲ့ဟာမျိုးတွေကို desperately အသက်ကုန်လိုက်ရှာတယ်။လန့်ရှာပြီးတော့အထီးကတော့သူတို့က ယုံလို့လည်းဖြစ်နိုင်တာပဲဒါမှမဟုတ်ယုံတာမယုံတာသိပ်မယုံရင်တောင်မှသူတို့ကသူတို့ကသူတို့စိတ်ပိုင်းဆိုင်ရာတတ်တာမှုရအောင်လုပ်တာသူတို့ကအဲ့ဒီဒီဝိညာဉ်နဲ့ဆက်သွယ်လို့ရတဲ့လူတွေကိုရှာလိုက်တယ်အဲ့လူတွေကကဲငါမင်းလိုချင်တဲ့မင်းခေါ်ချင်တဲ့ဝိညာဉ်ခေါ်တာမင်းပါပြောချင်တယ်ငါပြောလိုက်ပြီးသူခြေနဲ့သွားအဲ့လိုလုပ်တာအဲ့လိုဟာမျိုးအဲ့မှာအများကြီးစပေါ်လာတာနော်အဲ့ဒါလေ one of the big business အဲ့အဲ့မှာ business အကြီးအရာဖြစ်ခဲ့အဲ့တော့ဒီလူတွေကယုံတော့မယုံယုံတော့လည်းဖြစ်နိုင်တယ်မယုံပေမဲ့သူတို့စိတ်တတ်တာရပါတယ် human psychology နောက်တစ်ခုကကြတော့ဒီ family dynamic တွေပေါ့ဥပမာဟုတ်မိသားစုဝင်တယောက်တွေပါတယ်တယောက်တွေလည်းတွေပါရောသူစီမှာသားသမီးတွေအများကြီးကြံခဲ့တယ်အဲ့ဒီမှာမှာဒါပါတော့သမီးအလက်ကနေပြီးတော့ ဟာမင်းညာသူတို့အမေပဲထားပါတော့သူတို့အမေကငါ့ကိုလာပြောတယ်စကားလာပြောတယ်ကိုထင်ပြတယ်တဘောကတော့သူ့ကိုအချက်ဆုံးပေါ့အဲ့လိုမျိုးဒါ family matter psychology ပုံမူတည်ပြောတာနောက်တစ်ခုကကြတော့ဒါအယူအဆဆုံးပြောရင် human psychology ရဆိုလို့ရှိရင်လူတစ်ယောက်ကခုနလိုမျိုးကျွန်တော်ပြောသလိုမျိုးဘုံဆိုမြင်လိုက်တယ်အရေးကြီးတစ်ခု ဒါမှမဟုတ် even ခုနလိုမျိုး neuroscience ပေါ်မူတည်ပြီးတော့ disease ပေါ်ယောဂအခြေအနေမျိုးကိုယ်လက်ကိုလာခံလိုက်တာအပိုင်းတော့ဖြတ်ခဲ့တယ်။အဲ့ဆိုလေအဲ့လူတယောက်ကရတော့အဖြစ်အော်ဒါဘာကြောင့်လဲသိပ္ပံနီးချံအနာသာတခြားပုံစံနဲ့မချင်းကတ်တော့မတွေးတော့တော့ပဲနဲ့သူရဲ့ဒီတငယ်ချင်းတွေမိသားစုတွေပြောကြငါအလိုလိုဖြစ်တယ်ဆိုရင်ဘာလို့ဆိုအဲ့ဒါပို့ပြီးတော့စိတ်လှုပ်ရှားဖို့ကောင်းတာ哦ခုန neuroscience ပြင်ဖို့ကောင်းတယ်လေအဲ့တော့လူသားသူကြားထဲမှာကိုက ပြင်ဖို့ကောင်းကျင်တာစိတ်လှုပ်ရှားတဲ့ conversation စကားပြောတဲ့လူပဲဖြစ်စင်တာเนาะနားထောင်ရတဲ့သူကစားလို့ပဲเนาะစိတ်လှုပ်ရှားတဲ့ဟာကိုပဲနားထောင်ကျင်တာပို့ပြီးယုံကြည်ကျင်တာလူတွေကကိုယုံကျင်တာပဲကိုယုံတာเนาะကိုပျော်စေမယ့်အရာကိုစိတ်လှုပ်ရှားစေမယ့်အရာကိုပဲယုံတာပြင်းတဲ့အရာမယုံနောက်တစ်ခုကကြတော့တကယ့် motive ကြီးပေါ့သူဒီမှာအချောင်းပြချက်အကြီးရှိရယ်အဲ့အချောင်းပြချက်အကျိုးအကြီးရှိလို့တတ်မင်းဖန်တီရဲ့ factors တွေနိုင်ငံကြီးပေါ့အခုခင်မှာကကျွန်တော်မြန်မာနိုင်ငံမှာအထူးသဖြင့်ဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ပြဿနာတစ်ခုဖြစ်ပြီးဝုန်းဆိုအကြီးတစ်ခုဖြစ်တယ်အဲ့ဒါကိုသူတို့က suppress အဲ့ဒါကိုတဖြည်းဖြည်းနဲ့တေး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 သွားစေခြင်းနဲ့ဆိုရင်ဘာလုပ်လဲဆိုတော့ဒီ social media က Facebook ကနေပြီးတော့နာမည်ကြီးစေမှတခုနဲ့ diverse political diversion လောက်လိုက်တယ်။လမ်းကြောင်းလွှဲလိုက်တယ်။အဲ့ဒါအခုခေတ်။အခုအရင်ခေတ်ကကျွန်တော်တို့ကလေးတော့ Facebook တွေပါလေမရှိဘူးမရှိသေးရ။နော်2000ဟိုပေါ့2000တော့မဟုတ်ပါ1900 98တော့ပါတော့ပေါ့။အဲ့ဒီအချိန်မှာကျတော့သူတို့ကဘာနဲ့ political division diversion လောက်ရလဲဆိုတော့တရေ6တာပုံနဲ့ကတိုက်တာပြုံးနေလောက်တယ်။ မှန်နေလားမသိဘူးလဲရမ်းမှဖြတ်သွားတာမျိုးတော့ပါတော့လေ TV အယောင်ပြကမ်းပါလေနော်အဲ့ဒါနောက်တစ်ခုကကျတော့ခုနပြောရဲ family dynamic ပေါ့ဥပမာ family တစ်ခုမှာအဲစိန်အကြီးတစ်ခုအမွေခြံခဲ့တယ်အဲ့ဒါဆိုရင်ဟာအမေကအိမ်မက်ပေးအဲ့ဒါငါယူလိုက်ဆိုပြီးအဲ့လိုပုံစံမျိုးတွေတောင်းအမေကငါ့ကိုလာပြောတယ်တရေချတဲ့ပုံစံမျိုးအဲ့စိန်ကငါ့ကိုပေးရဆိုပြီးတော့နော်နောက်တစ်ခုကကျတော့ခုနပြောရဲ့ စီးပွားရေးလုပ်ငန်းအကြီးကြီး business တွေပေါ့ခုနကပြော John Hunt အထောက်ဟန်တော့ပြတယ် sorry Ghost Hunt တွေကစကဲ big business အဲ့ဒါယူ TV ဆန်လန်းတွဲတွေရိုက်တယ်အဲ့ကန်တွေပတ်စံအများကြီးရတယ်ပြီးလို့ရှိရင်အဲ့ဒီတရေဖမ်းပါရယ်တရေရှာပါရယ်ဆိုပြီးတော့နေစဉ်ပတ်စံရနေတဲ့လူတွေရှိရဒီမှာကဖမ်းလိုက်ပြီးကြည့်တာဒီထဲမှာ wave တွေတက်သွားရယ်ဒီ box ထဲမှာကထည့်လိုက်ပြီးပေးဒေါ်လာ1000နော် အဲ့အမျိုးနဲ့လုပ်နေရနောက်တစ်ခုကကျတော့လူတွေကိုမသိစေချင်တဲ့လူဝတ်ချက်အကြီးကြီးရှိရပဲထားပါတော့အမှုခင်းကြောင့်ပဲဖြစ်ဖြစ်နော်အဲ့နေရာမှာအမှုခင်းဖြစ်ထားရတယ်ဒါမှမဟုတ်အဲ့နေရာမှာတစ်ခုခုသူတို့မဟုတ်တာလုပ်နေရမဟုတ်တာလုပ်နေရဖြစ်ဖြစ်လူတွေကိုမသိစေစေချင်တဲ့ဟာတစ်ခုလုပ်နေရဆိုရင်သူတို့အဲ့နေရာကိုမီးမြှောင်ချထားတိရွတ်တွေဘာတွေမခုတ်တော့ဘူးနော်မြတ်တွေဘာတွေမခုတ်ဖဲနဲ့ခြောက်ချားစရာဟာမျိုးကြီးလုပ်ထားလိုက်တယ်ပြီးအဲ့မှာတရေခြောက်တယ်ဆိုပြီး သတင်းလွှင့်လိုက်တယ်။ပြီးရင်တကယ်တရေချောက်တဲ့ပုံစံမျိုးတွေလည်းလှုပ်ထားလိုက်တယ်။လူတွေသိပ်ပြီးတော့ analysis သေချာကြားလို့မရမယ့်အတန်တွေလွှင့်ထားလိုက်တယ်။ light တွေဆင်ထားလိုက်တယ်။ပြီးရင်အထက်မှာသူတို့လုပ်ရှင်အောင်နေမယ်။နော်။အဲ့လိုတွေပေါ့။အဲ့တော့အဓိကကျွန်တော်ပြောချင်တာကတော့ Hello တရေချောက်တဲ့ story အကြားခံကိုလာပြောတာပဲဖြစ်ဖြစ်ကိုကိုယ်တိုင်ခံစားရတာပဲဖြစ်ဖြစ် ကြုံတွေ့ရတာပဲဖြစ်ဖြစ် another တခြားရှူဒေါင်းနေပြီးတော့ဒါဘာဖြစ်လို့ဖြစ်တာလဲဆိုရင်အမြဲတမ်းစဉ်းစားကြည့်နော်ဘာလို့ဆိုတော့ကိုယ့်အတွက်အရေးကြီးရဲ့အမျိုးဖြစ်နေနိုင်တယ်နော်ဒီနာလိုမျိုး epilepsy ပေါ့အတက်ယောဂါကြီးဖြစ်နေရမျိုးဖြစ်နေနိုင်တယ်နော်အဲ့ message ကိုပေးရပါဒီစုတမားတယ်